This is Radio Free Asia. The following program is in Burmese. တော်တဲ့ရှင်များမင်္ဂလာပါရှင်။လွတ်လပ်တဲ့အာရှအသံ RFI ရဲ့အစီအစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီ။ကျမကခင်ခင်ဤပါရှင်။တော်တဲ့ရှင်များရှင်။ ျမတို့လွတ်လပ်တဲ့အာရှအတန် RFA ဆက်လက်ရည်တည်ဖို့ရန်ပုံငွေမရေရာတဲ့အခြေအနေတွေကြောင့်အစီအစဉ်တွေကိုပုံမှန်အတိုင်းမဟုတ်ပဲအကန့်အသတ်တွေကြားကကြိုးစားတင်ဆက်နေတဲ့အကြောင်းကိုအတိပေးရပါတယ်။ RFA ကိုနားဆင်အားပေးကြတဲ့အတွက်လည်းကျေးဇူးထူးတင်ပါတယ်။အခုအရင်ဆုံးထူးခြားတဲ့သတင်းတွေကိုတင်ပြပေးပါရစေရှင်။အာ ိုင်ငံတဝမ်းမှာငလျင်ကြောင့်တည်ဆုံးသူ3514ဦးအထိရှိလာပြီးဒဏ်ရာရသူ4809ဦးရှိကြောင်းစစ်ကောင်စီကဧပြီလ6ရက်နေ့ညပိုင်းကသတင်းထုတ်ပြန်ပါတယ်။ပျောက်ဆုံးနေသူ230ရှိတယ်လို့လည်းဆိုပါတယ်။ငလျင်ကြောင့်ပျက်စီးတွေကြားပိတ်မိနေသူ653ဦးကို အသက်ရှင်လျက်ရှာဖွေကယ်ဆယ်နိုင်ခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေကတော့လက်ရှိအချိန်အထိရှာဖွေကယ်ဆယ်ရေးမလုပ်နိုင်တဲ့နေရာအများအပြားကျန်နေသေးတယ်လို့ပြောပါရရှင်။ မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကလှုပ်ခတ်သွားတဲ့ပြင်းအား9.9အဆင့်ရှိတဲ့မြင်းကလေးကြောင့်စကိုင်းမန္တလေးနေပြည်တော်နဲ့ပဲခူးမြို့နယ်ကနေအိမ်စုစုပေါင်း28,448လုံးထိခိုက်ပျက်စီးခဲ့ပြီးပြည်သူ3သန်း3သိန်းနီးပါးငလျင်တန်းခံခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဧပြီလ6ရက်နေ့ကထုတ်ပြန်ပါတယ်။ မလင်းတဲ့အပြင်းထန်ဆုံးခံခဲ့ရတဲ့မန္တလေးမြို့မှာ နေအိမ်18638လုံး၊နေပြည်တော်မှာ9600၊စကိုင်းမှာ4845လုံး၊ပဲခူးမှာ465လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ဘာသာရေးစောက်အုံပေါင်း4932ခုပျက်စီးခဲ့ပြီးစာတင်ကျောင်း952ကျောင်းလည်းထိခိုက်ခဲ့တယ်လို့ဖော်ပြပါတယ်။ အဆောက်အုံတွေဆောက်လုပ်တာမှာပေါ့ပေါ့တန်တန်လုတ်ခဲလို့ငလျင်တန်မခံနိုင်ပဲမလိုလားအတဲ့အသက်ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့စစ်ကောင်စီဥက္ကဋ္ဌကဧပြီလ9ရက်နေ့မှာပြောဆိုလိုက်ပါတယ်။တမက်ချက်နဲ့မြင်းကြီးဓာတ်တွေကိုပြန်လဲစစ်စစ်ပြီးအေးအေးယူမှဖြစ်တယ်လို့လည်းဆိုပါတယ်။ လုံခြုံရေးအရမြင်မဖော်လိုတဲ့စောက်လုံရေးလုပ်ငန်းရှင်တူဦးကတော့မြန်မာနိုင်ငံမှာတင်တာခေါ်ယူတဲ့အခါစစ်ကောင်စီနဲ့နှိစက်တဲ့ကုမ္ပဏီတွေကိုချပေးတာစောက်လုံရေးတုံတန်တဲ့ပစ္စည်းတွေကိုတင်သွင်းခွင့်လိုင်စင်ချမပေးတာတွေကြောင့်အဆောက်အဦတွေအရေးအသွေးမပြစ်မမီဖြစ်ရတာလို့ပြောပါတယ်ရှင်ကျိုတင်ခွင့်ပြုချက်တောင်းခံမှငလျင်ကူညီကယ်ဆယ်ရေးလှုပ်ဆောင်ခွင့်ပြုမယ်လို့စစ်ကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကဧပြီလ9ရက်နေ့ကပြောဆိုပါရယ် နေပြည်တော်မှာပြုတ်လုခဲ့တဲ့စစ်ကောင်စီစီဝေးအတွင်းမှာပြောလိုက်တာပါ။ကုညီကစဲရေးဖွဲ့တွေဟာကြိုတင်ခွင့်ပြုချက်တောင်းခံမှုလိုပြီးတက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ပူးပေါင်းဆောင်ရွက်မှပဲခွင့်ပြုပေးမယ်လို့စစ်ကောင်စီဒုတိယဥက္ကဋ္ဌကပြောဆိုပါတယ်။ ငလျင်ပေးတင်ပြည်သူတွေအတွက်နိုင်ငံတကာကလှူဒန်းထားတဲ့ဒေါ်လာ63သန်းနဲ့ကုလသမဂ္ဂရဲ့ရေးပေါ်ရန်ပုံငွေဒေါ်လာ5သန်းကိုအသုံးပြုပြီးအကူအညီပေးရေးလုပ်ငန်းတွေအကောင့်ထည့်ဖော်ဖို့ဝန်ထမ်းတွေမြန်မာနိုင်ငံကိုဆင်လွတ်မယ်လို့ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုနဲ့ရေးပေါ်ကိစ္စရေးဆိုင်ရာညှိနှိုင်းရေးမှူးတွန်ဖလက်ချာကပြောဆိုပါတယ်ဧပြီလ6ရက်နေ့ကနေပြည်တော်မှာစစ်ကောင်စီနိုင်ငံသားဝင်ကြီးနဲ့တွေ့ဆုံချိန်မှာပြောဆိုခဲ့တာလို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။ ြန်မာနိုင်ငံကငလီကူညီကစဲရေးအတွက်ယူရိုငွေ10သန်းထပ်ပြီးထောက်ပံ့မယ်လို့ဥရောပသမ္မတကလည်းဧပြီလ9ရက်နေ့ကထုတ်ပြန်ပါတယ်။ ဥရောပသမဂ္ဂဟာမြန်မာနိုင်ငံမှာငလျင်လှုပ်ပြီးတရက်အကြာမတ်လ29ရက်နေ့ကကုညီကန်ဆယ်ရေးအတွက်ယူရို1.5သန်းထောက်ပံ့မယ်လို့ကြေညာခဲ့သလိုဧပြီ2ရက်နေ့ကလည်းအပြည်ပြည်ဆိုင်ရာချက်ချယ်နီနဲ့လာချမ်းညီအသင်းများဖက်ဒရေးရှင်း IFRC ကတဆင့်ယူရို5သန်းကူညီခဲ့တဲ့အတွက်စုစုပေါင်းယူရို73သန်းထောက်ပံ့ကူညီထားပြီလို့ဆိုပါတယ် ဒီထောက်ပံ့ငွေတွေကိုရေးပေါ်အမှုအကစေဝါကုသရေးရေးသန့်နဲ့မိလာတန်ရှင်းရေးဝန်ဆောင်မှုတွေမှာအသုံးပြုသွားမယ်လို့ဆိုပါတယ်ရှင်မြန်မာနိုင်ငံကပြင်းထန်မြေကလင်းဘေးဒဏ်ခံခဲ့ရတဲ့ပြည်သူတွေအတွက်လူသားချင်းစာနာမှုအကူအညီဒေါ်လာ6.85သန်းထောက်ပံ့ကူညီမယ်လို့ကနေဒါအစိုးရကလည်းထုတ်ပြန်ပါတယ် ဧပြီလ၄ရက်နေ့ကထုတ်ပြန်ချက်ထဲမှာဒီရန်မုံငွေဟာအရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုတွေခိုးလုံစရာအစားအစာနဲ့တခြားပစ္စည်းတွေကိုထောက်ပံ့ကူညီပေးဖို့အတွက်ဖြစ်တယ်လို့ဖော်ပြပါဗျ။စကိုင်းတိုင်း၆ဦးမြို့နယ်၃မှန်လရွာကိုဧပြီလ၆ရက်ည၁၇နာရီဝန်းကျင်ကစစ်ကောင်စီကစစ်တပ်လေဒီနဲ့ပုံကျဲခဲ့တာကြောင့်အရက်သား၃ဦးသေဆုံးသွားခဲ့တယ်လို့ဒေသခံတွေက RFA ကိုပြောပါတယ်။ နောက်ထပ်အမျိုးသားတအူးနဲ့အမျိုးသမီးတအူးလည်းထံရရခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်က လေးချောင်းကနေလေးချိန်တိုက်ခိုက်ခဲ့တာလို့ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူကပြောပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စောမင်းထွန်းကို RFA ကဆက်သွယ်ခဲ့ပေမဲ့ဖုန်းလက်ခံဖြေကြားတာမရှိပါဘူးရှင် စစ်ကောင်စီကဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိနိုင်ငံတော်ဝန်ယာယီအပြစ်ခတ်ရက်စဲကြောင်ကြေညာထားပေမဲ့ရခိုင်ပြည်နယ်မှာတော့ကြီးရည်လေတုံးပြီးနေစဉ်ရက်စဲတိုက်ခိုက်နေတယ်လို့အရခတ်တက်တော် AA ကဧပြီလ9ရက်နေ့ညကထုတ်ပြန်ပါတယ်။ ကျောက်ပြူမြို့နယ်မှာဧပြီလ2ရက်နေ့တရက်ထဲမှာတင်စစ်ကောင်စီက drone ပုံအကြိမ်60ခန်းနဲ့လက်နက်ကြီးအကြိမ်60ထဲမှနဲ့ပစ်ခတ်ခဲ့တယ်လို့ပောက်တောမြို့နယ်ဘက်ကလည်း120မမလက်နက်ကြီးနဲ့6ကြိမ်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ဧပြီလ5ရက်နေ့မှာလည်းကျောက်ပြူမြို့ကို drone ပုံအကြိမ်60ကျော်နဲ့လက်နက်ကြီးအကြိမ်50အထက်ပစ်ခတ်မှုတွေရှိခဲ့ပြီးစစ်တွေမြို့နယ်မှာလည်း drone တွေနဲ့ပုံကျဲတိုက်ခိုက်တာတွေရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ မြန်မာနိုင်ငံမှာပြစ်ခတ်ရစဲရေးတပ်တန်းတိုးဖို့မလေးရှားနိုင်ငံသား၏ဝန်ကြီးဒတ်တုတ်ဆရီမိုဟာမက်ဟာဆန်ကမြန်မာစစ်ကောင်စီကိုတိုက်တွန်းလိုက်ပါတယ်။ကေဆဲရေးနဲ့ပြည်လဲထူထောင်ရေးတွေဆက်လက်လှုပ်ဆောင်နိုင်ဖို့အတွက်အာဆီယံနိုင်ငံတွေအထူးသဖြင့်မလေးရှားနိုင်ငံကစစ်ကောင်စီပြစ်ခတ်ရစဲရေးအရင်ကြေညာထားတဲ့ကာလထက်တပ်တန်းတိုးနိုင်မယ်လို့မျှော်လင့်ကြောင်းသူကပြောပါတယ်။ စစ်ကောင်စီကဧပြီလ22ရက်နေ့အထိသုံးဘက်ကြားပြစ်ခတ်ရစဲကြောင်းကြီးညာခဲ့တာကိုကြိုဆိုကြောင်းလဲသူကပြောပါတယ်ဒါပေမဲ့အရေးကြီးဆုံးကပြိပခဖြစ်အောင်ဆက်မလုပ်ဖို့နဲ့မြန်မာပြည်သူတွေကိုဘယ်လိုကယ်တင်ရမလဲဆိုတာပဲဖြစ်ပါတယ်လို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်ရှင်။သတင်းတွေကိုတင်ပြခဲ့တာပါရှင်။ အင်အားပြင်းထန်တဲ့ငလျင်ဗဟိုချက်မနဲ့နှီးတဲ့စကိုင်းမျိုးဟာလက်ရှိအချိန်အထိအကူအညီတွေလိုအပ်နေဆဲဖြစ်နေပါဗျ။စကိုင်းမျိုးရဲ့နောက်ဆုံးအခြေအနေတွေကို RFA ဝိုင်းတော်သားကုဆိုင်ဝနာကပြောပြမှာပါရှင်။ငလျင်ကြောင့်စကိုင်းမျိုးဟာအရာရာပြည့်စည်သွားပါပြီ။အဆောက်အုံအများပြားပြိုလဲခဲ့သလိုရှက်ရှင်းဆိုသလိုလူတောင်းနဲ့ရှိပြီးအိုးမဲ့အိမ်မဲ့ဖြစ်သွားပါတယ်။လူသေးအနတ်တွေနဲ့အဆောက်အုံပြက်တွေကြားမျောလင့်ကျက်မဲ့နေတဲ့ပြည်သူတွေကိုလည်းတွေ့နေရပါတယ်။ မိသားစုဝင်တွေမိတ်ဆွေတွေဆုံယုံလိုက်ရလို့ကိုကိုကိုအပြစ်တင်နေသူတွေရှိသလိုစစ်ကောင်စီကိုအပြစ်တင်နေသူတွေလည်းရှိပါတယ်ဒီငလင်ထဲမိတ်ဆွေအများပြားအသက်ဆုံယုံလိုက်ရသူတယောက်ကတော့စစ်ကောင်စီဟာငလင်လှုပ်ပြီးချိန်မှာအချိန်မီကယ်ဆယ်ရေးမလုပ်ခဲ့ဘူးလို့ဆိုပါတယ်စကားစကားနေပြီးတော့ဗောနော်အချိန်မီကူညီမယ်ဆိုရင်လူတွေရဲ့အသက်တွေ ဟာရှင်နိုင်တယ်ပေါ့လေခုဟာကသူတို့ကအချိန်မီလဲမကူညီဘူးဟိုရန်နေရာပိုင်းဆိုင်ရာပစ္စည်းပိုင်းဆိုင်ရာလဲဘာမှအကူအညီမရှိတဲ့အခါကျတော့မတည်တင်ပဲနဲ့လူတွေအသက်ပေါင်းမြောင်များစွာတည်လိုက်ရတယ်ပေါ့ဒါကလဲစစ်ကောင်စီရဲ့ပေါ်ယုံမှုနဲ့ဂိမ်းမဆိုင်မှုတွေအများကြီးကြောင့်လဲအများဆုံးတည်ကုန်ကြတယ်လို့ကျွန်တော်တို့ဒီလိုပဲယူဆပါတယ်စစ်ကောင်စီရဲ့စည်ရင်တွေမှာငလင်ကျောက်စကိုင်းမြို့မှာတည်ဆုံးသူ900ဝန်းကျင်ရှိတယ်လို့ဖော်ပြပေမဲ့ ်ကယ်ဆယ်ရေးသမားတွေနဲ့ဒေသခံတွေကတော့လူတစ်ထောင်ကျော်တည်ဆုံနိုင်တယ်လို့ခန့်မှန်းပါတယ်။ဘုံကြီးကျောင်းတွေသီလရှင်ကျောင်းတွေဗလီနဲ့စာသင်ကျောင်းတွေအပါအဝင်လူအစုလိုက်ပြုံလိုက်တည်ဆုံခဲ့တဲ့နေရာအများပြားလည်းရှိပါတယ်။စကိုင်းမျိုးပါရမီရက်ကွက်သူတေတကသီလရှင်စာသင်တိုင်းမှာအထက်မြင့်အဆောက်အုံနှစ်ခုပြိုကျပြီးသီလရှင်14ပါအသက်ဆုံးရှုံးခဲ့ရတယ်လို့လက်ထောက်ဆရာလေးဒေါ်တင်စာရီကမိန့်ပါတယ်။ဒီကျမတည်င်းတုံးတာကတော့ဆရာလေးအပားရေ94ပါ သတင်းတုံးတယ်ပြန်တော်မူသွားတာကတော့14ပါအသက်ရှေ့တင်ရှားရှိနေတာတော့အခုအပါ40ရှိပါတယ်အပါ40ထဲမှာဆရာလေး3ပါတန်ရာရရှိထားတယ်3ပါထဲမှာတန်ရာရရှိထားတာတပားကတော့ရှေ့တော့ဖြတ်လိုက်ရတယ်အငယ်လေးတပားကတော့ခါလေးထိသွားတယ်လို့တော့ပြောတယ်အခုအကြီးဆုံးတပားကတော့ရန်ကုန်ပြည်သူ့ဆေးရုံမှာဆေးဝါးခုခံယူနေတယ်သူတွေကတိလာရှင်စာတင်တိုက်ဟာတိုင်းရင်သူမိဘမဲ့ကလေးတွေကိုလက်ခံစောင့်ရှောက်ထားတာပါ ကိုင်းမြို့ဟာငလင်ကျောင်း90ရာခိုင်နှုန်းပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပြပါတယ်။အိုးမဲအိမ်မဲဖြစ်သွားတဲ့ဒေသခံတွေအတွက်နေစရာအခက်အခဲတွေလည်းရှိနေပါတယ်။စကိုင်းမြို့ကဒေါ်ဆန်းဆန်းဝေကတော့သူ့အိမ်ထဲမိသားစု10ခုလောက်ကိုခေါ်ယူစောင့်ရှောက်ထားတယ်လို့ပြောပြပါတယ်။အိုးမဲသူတို့တွေဆွဲထုတ်တာတွေအော်လာဟစ်တန်တွေအကုန်ကြားနေရတာပေါ့လေ။ကဲပါယူပါပေါ့။ဒေသနာမြတ်တာအပြည့်နဲ့ရှင်ချမေးပါကြအကုန်ကျွေးကြတာပဲ။ကိုတက်လိုက်တဲ့ဟာပေါ့လေ။ ။ဒါ့အပြင်ရှေးဟောင်းအဆောက်အုံတွေအပါအဝင်ဖျားကျောင်းကန်ဇေဒီပထိုးအများစုလည်းငလင်ကြောင့်ပျက်စီးခဲ့ရပါတယ်။လက်ရှိမှာတော့သခိုင်းမျိုးကန်တွေဟာပျက်စီးသွားတာတွေကိုပြန်လည်ထူထောင်ဖို့တက်ဒီနေ့ကိုဘယ်လိုရှင်သန်ရမလဲဆိုတာကိုစိုးရင်ပူပန်နေကြတယ်လို့ဆိုပါတယ်ခင်ဗျာ။ငလျင်တန်းခံခဲ့ရတဲ့စကိုင်းမျိုးရဲ့အခြေအနေကိုကြားခဲ့ရတာပါရှင်အခုဆက်လက်ပြီးနောက်ဆုံးရသတင်းတစ်ပုဒ်ကိုတင်ပြပါမယ် လွန်ခဲ့တဲ့နှစ်ပေါင်း90နီးပါးကစတင်တည်ထောင်ခဲ့တဲ့စကိုင်းမျိုးကရွှေရင်သာတိုက်သစ်မှာပြင်းထန်မြေငလျင်တန်းကြောင့်ចောင်းပေါင်း30ကျော်ပျက်စီးခဲ့ရပါတယ်။ចောင်းဆောင်ပေါင်း40ကျော်ရှိတဲ့ထဲကတစ်ထက်ចောင်း2ចောင်းနဲ့တစ်ထက်ចောင်း2ចောင်းစုစုပေါင်း4ចောင်းပဲကျန်ခဲ့တယ်လို့ရွှေရင်သာတိုက်သစ်စာချက်ဆရာတော်တပါးက RFA ကိုမိန့်ပါတယ်။ တေကျေပျက်စီးမှုကလည်းယဟန်ရှင်ကိုရင်လူ17ဦးရှိခဲ့တယ်လို့ဆရာတော်ကမိန့်ပါတယ်။ရွှေရင်သာတိုက်တဲ့ကို1298ခုနှစ်ကစတင်ပြီးတထောင်ခဲ့တာဖြစ်ပါတယ်ရှင်။အခုဆက်လက်ပြီးငလျင်ဘေးတင်ပြည်သူတွေကိုကူညီဖို့စာရေးဆရာတွေစုပြီးစီစဉ်နေကြတဲ့အကြောင်းကိုတင်ပြပါမယ်။စာအုပ်တွေကိုကြိုက်တလောက်ယူကြိုက်တလောက်လှူဆိုတဲ့အစီအစဉ်နဲ့ဧပြီလ3ရက်နေ့ကစလို့ရန်ကုန်မြို့ရဲ့လူစီကားရာနေရာတချို့မှာရောင်းချတဲ့အစီအစဉ်လေးဖြစ်ပါတယ် ကိုဆိုင်ဝနာကပဲဆက်ပြီးပြောပြပါမယ်ရှင်။ငလင်ဘေးတင်ပြည်သူတွေကိုကုညီဖို့ရန်ကုန်မြို့ကလူစီကားတဲ့နေရာတွေမှာစာရေးဆရာတွေစုပေါင်းပြီးကြိုးပမ်းနေကြတာပါ။ဒါကတော့စာအုပ်တွေကိုကြိုက်တဲ့လောက်ယူကြိုက်တဲ့လောက်လှူအစီအစဉ်နဲ့ရန်ကုန်ငွေရှာနေကြတာလည်းဖြစ်ပါတယ်။စာရေးဆရာတွေရဲ့စာကြည့်စပွဲတွေပေါ်ကစာအုပ်တွေကိုစူးစီးပြီးဒီအစီအစဉ်ကိုလှုပ်ဆောင်နေတာလို့ရန်ကုန်ငွေရှာဖွေရေးမှဥဆောင်တဲ့ စားရေးဆရာလင်းလက်ကျော်ကအရက်ဖီကိုပြောပြပါတယ်ဒီကြိုက်တလောက်ယူကြိုက်တလောက်လှူဆိုတဲ့အစီအစဉ်လေးကတော့ကျွန်တော်တယောက်တည်းနဲ့လည်းမရပါဘူးခင်ဗျာအဲ့တော့ကျွန်တော်နဲ့အတူရန်ကုန်မြို့မှာရှိတဲ့စားရေးဆရာဆရာမတွေအားလုံးရဲ့စာကြည့်စပွဲလေးတွေရယ်စာအုပ်စင်လေးတွေရယ်မျိုးစာအုပ်ခေါင်းထဲကအကောင်းလေးတွေတနိုင်လေးတွေယူလာရင်းနဲ့မှဒီလိုစာအုပ်လေးတွေစုစည်းမိပြီးတော့မှကျွန်တော်တို့စာအုပ်လေးတွေကိုတင်းတလောက်ဈေးနဲ့မတက်မှတ်ပဲနဲ့ကြိုက်တလောက်ယူပါ စေတနာရှိတော့ပဲပြန်လူပါငလင်ဘေးအတွက်အလူဖြစ်ပါတယ်ဆိုပြီးတော့အဲ့ဒီကောင်းစင်လေးနဲ့စတင်လှူရှားမိကြပဲဖြစ်ပါတယ်ခင်ဗျာငလင်ဘေးတင်ပြည်သူတွေအတွက်လူတမ်းမဲ့စာအုပ်ရောင်းပွဲကိုတော့ဧပြီ3ရက်နေ့ကနေ10ရက်နေ့ထိပြုလုပ်နေတာဖြစ်ပါတယ်ဒီကရတဲ့ငွေတွေကိုနိုင်ရဲကူညီမှုအသင်းကိုဆက်သွယ်လူတမ်းသွားမယ်လို့လည်းပြောပြပါတယ်စာအုပ်ရောင်းပွဲကိုစာရေးဆရာနဲ့ဆရာမတွေအပြင်နုပညာတိုင်ဝမ်ကပါအားဖြင့်ကူညီပေးနေတယ်လို့စေနာဝန်ထမ်းအဖြစ်ဆောင်ရွက်နေတဲ့အသက်29နှစ်အရွယ်ကို VV ကိုကိုက RF ကိုပြောပါတယ်33လမ်းနော်ရဆာလမ်းမှာဆိုရင်လည်းကျွန်တော်တို့ ဆိုင်ဆရာမတွေကိုတိုင်ရောရုပ်ရှင်နဲ့သေဥစာဗီဒီယိုဒါရာတွေရောတခြား edit တွေရောအများကြီးလာပြီးတော့ပေါင်းဝင်ကူညီအားဖြည့်တာကိုလည်းတွေ့ရပါတယ်ခင်ဗျာအခုဒုက္ခရောက်နေတဲ့အများပြည်သူတွေကိုလည်းကျွန်တော်ပြောပြချင်တာကအားမငယ်ပါနဲ့လို့အခုဖြစ်နေတဲ့အများပြည်သူတွေရဲ့ဘေးမှာကျွန်တော်တို့ကျွန်တော်တို့တွေလည်းအများကြီးရှိနေပါသေးတယ်ဆိုတာကိုကျွန်တော်ဒီကနေပြီးတော့ပြောချင်ပါတယ်ခင်ဗျာ လင်ဘေးအတွက်စာရေးဆရာတွေစုပြီးလူရန်ဖို့ကြိုးစားတာဟာစာပေသမားရှင်းရှင်းကြားမှာလဲစီးလုံးညီညွတ်မှုဖြစ်စေတယ်လို့အသက်33နှစ်ရွယ်စာရေးဆရာနောင်ရိုးတစ်ကပြောပါတယ်။ဆရာလင်းလက်ကျော်လို့နဲ့ကြောက်လဲငိုတွေကတိနေတာပေါ့နော်။လဲဒီလိုစာအုပ်လေးတွေဟိုသူရောင်းပြီးတော့ငလင်ဘေးအသင့်ပြည်သူတွေအတွက်သူရမုံငွေရှာမယ်ဆိုတော့သူ့အစီအစဉ်လက်ကောင်းတယ်ဆိုပြီးတော့နောက်နေ့လဲကြားကြအောင်ကိုတိုင်ကိုကြပါဝင်ပြီးတော့လူကိုယ်တိုင်လည်းကိုယ်တိုင်ကိုယ်ရစာအုပ်တွေလည်းကိုယ်တိုင်ကိုယ်ရလာပါဝင်ပြီးတော့ဒါအားဖြည့်တာပေါ့အရန်ပီတိဖြစ်တယ်လို့နဲ့ပေါ့ဒါရဲ့ ဘာလို့လဲဆိုတော့တသန်းတကူမှာဒီလိုစားပြီးအချင်းချင်းစီးလုံးညီညွတ်မှုလည်းတွေ့ရတယ်ပေါ့ငလင်တန်တဲ့ပြည်သူတွေအတွက်ကုညီဖို့ကြိုက်တဲ့လောက်ယူကြိုက်တဲ့လောက်လှူစားအောင်ရောင်းချတဲ့အစီအစဉ်မှာပါဝင်လှူဒန်းကြဖို့လဲကိုတိုင်ဝယ်ယူအားပေးခဲ့တဲ့အသက်25နှစ်ရွယ်ကိုအောင်လွန်းလွန်းစိုးကတိုက်တွန်းပါတယ်။ရှားအောင်လာဝင်ကြပါလို့ပြောချင်ပါတယ်။ဒါပါလဲစင်ဒီငလင်မာနေပြီးဝိုင်းဝန်းကုညီဖို့တော့မဟုတ်ဘူးလား။ငလင်လူလူလူတွေအတွက်ဝိုင်းဝန်းကုညီဖို့ဖြစ်တဲ့တော့နေပြီးလာဝင်ကြဖို့ဖိတ်ခေါ်ပါတယ်။ ငလင်ဘေးအတွက်စောက်တွေရောင်းပြီးရံမုံငွေရှာဖွေတာကိုဧပြီ3ရက်နဲ့4ရက်နေ့တွေမှာရန်ကုန်မြို့လယ်က34လမ်းနဲ့အနွယ်ထားလမ်းတောက်မှာပြုလုပ်ခဲ့တာပါဧပြီ5ရက်နေ့မှာတော့လဲဒန်စန္ဒာရှိမှာရောင်းချခဲ့ပြီးဧပြီ6ရက်နေ့မှာတော့မြင်းနီဂုံးနဲ့ဧပြီ9ရက်နဲ့10ရက်နေ့တွေမှာတော့34လမ်းနဲ့အနွယ်ထားလမ်းတောက်မှာပြန်လည်ရောင်းချဖို့စီစဉ်ထားပါတယ်ခင်ဗျာရန်ကုန်မှာစာရေးဆရာတွေစုပြီးငလင်ဘေးတင်ပြည်သူတွေကိုကူညီဖို့လှုပ်ရှားမှုတွေအကြောင်းကြားခဲ့ရတာပါရှင် ဒေါက်တာရှင်များရှင်ကျမတို့လွတ်လပ်တဲ့အာရှတန် RFA ဆက်လက်ရည်တည်ဖို့ရမုံငွေမရေရာတဲ့အခြေအနေတွေကြောင့်အစီအစဉ်တွေကိုပုံမှန်တိုင်းမဟုတ်ဘဲအကန့်အသတ်တွေနဲ့ထုတ်လွှင့်နေတာဖြစ်ပါတယ် RFA ကိုနားဆင်တဲ့အတွက်လဲကျေးဇူးအထူးတင်ပါတယ်။တောတက်ရှင်မြမပြည်သူပြည်သားအားလုံးဘေးရန်ကင်းပြီးကိုယ်စိတ်နှပြွှင်လန်းချမ်းမြေ့ကြပါစေရှင်။